။နောက်ခမားမခမားလူကြီးညီမကလို့ဘာကောင်ကြီးဖြစ်ဖြစ်ဗျာ။ခမားမခမားဘာကောင်ဖြစ်နေ business ခမားတနေ့ကြာရှုံးလိုက်မယ်။ခမားကံမြင့်နေသေးလို့ခမားတနေ့အသေးသေးနဲ့သေးလိုက်မယ်။ကျွန်တော်ကခမားတက်ခိုင်းနေရမလား။ခမားကိုဘယ်သူမှမတက်ဘူး။ခမားကခမားကားမောင်းရင်ကားမောင်းမယ်၊မွေကိုက်ရင်မွေကိုက်မယ်၊ရေနေရင်နေမယ်။ဟုတ်ပြီလား။ခမားဘာလို့ခိုင်းနေလဲ။ကျုပ်အကုန်သိတယ်နော်။ဒီတောင်တကုံကိစ္စတွေနော်ဘဒူလောက်ခိုင်းလဲဆိုတာဇော်ပွင့်ရဲအဲ့လောက်မညံ့ဘူးဆိုတာခမားသိအောင်ကျုပ်ဒီနေရာမှာတခါလေးပြောလိုက်မယ်။ရှင်းပြီလား။နော်အဲ့တော့ ်ခမားတို့သူများကိုတိုက်ခိုက်ရင်တိုက်ခိုက်ရင်လည်းခမားတို့ကြဆုံးတတ်တယ်စင်းစင်းရင်လည်းစင်းရတတ်တယ်နော်အဲ့တော့ကိုဒုက္ခကိုမရှာနဲ့နော်ကိုမိသားစုနဲ့ကိုအေးချမ်းနေကြွတ်ကျဲနေတဲ့ထဲမှာဇော်ပုံးရင်ဆိုတဲ့ကောင်မပါဘူးအသက်တွေမှာကြောက်တယ်ဆိုရင်ဇော်ပုံးရင်ဒီအလုပ်တွေကိုမလုပ်ဘူးအဲ့လောက်တော့ခမားနားလေထားရမယ်ရောင်းအောင်တက်ဟုတ်ပြီလားဒါပေမဲ့ကြုတ်သူများကိုပြန်မတက်ဘူးခမားတို့ကခမားတို့သေလိမ့်မယ်နော်ကိုယောဂါနဲ့ကိုသေလိမ့်မယ်ခမားတို့ နော်ကျွန်တော်အဲ့လောက်ပဲပြောချင်တယ်ကျွန်တော်ခိုင်းနေတာလူတွေကနေအကိစ္စအော်လိုက်လို့ပြောင်းသွားရတဲ့လူတွေပါတယ်အဲ့လူတွေပဲတော့တတ်ခိုင်းနေတာကျွန်တော်ဒီလောက်ပဲပြောမယ်နော်တတ်ခိုင်းတာကျွန်တော်နော်အဲ့တောင်တကုန်ဆန်းကျွန်တော်ကကျွန်တော်ရဲ့ဖန်အများကြီးရှိတယ်လှုပ်ကြည့်လိုက်နော်လှုပ်ကြည့်လိုက်နော်လှုပ်လို့ကျွန်တော်တို့အဲ့ဒီမုံရွာနေပြီးတော့မှအခုနော်ဒီအနောက်မြောက်တိုင်းစရတန်းကျောက်ကနေမန္တလေးအထိကိုကျွန်တော်တို့ကြီကာကားနေသွားမယ် နော်ခြေကားကိုင်းနဲ့သွားမယ်တပုံဘယ်နေရာမှာရှိလဲဆိုတာကိုလက်တွေ့ကြကြကျွန်တော်တို့မောင်နှမသုံးယောက်ကတရင်ချက်လက်တွေယူမယ်ပေါ့နော်ယူပြီးတော့ကျွန်တော်တို့သွားမယ် PDF တွေစောင့်ရင်လည်းစောင့်နေအဲမင်းတို့ငါတို့မြင်တော့ဟိုဗီဒီယိုမှန်တော့ငါတို့သိနေပြီဘာလို့လဲမင်းတို့ကမင်းတို့ကဟိုပေါ့နော်ဂျိုလည်းပေါင်ရင်ပေါင်နေမှာအမီလည်းပေါင်ရင်ပေါင်နေမှာပေါ့နော်အဲ့တော့ကျွန်တော်တို့ဟိုကနဲ့ပဲကုန်းနဲ့ပဲပြန်မယ်အခုတော့ကျွန်တော်တို့ဟိုခြေကားကားနဲ့ပြန်မယ်ကျွန်တော်တို့ဒါဘုံရွာ6ဘုံရွာ6ဦးမြင်းမူပေါ့ဗျာအဲ့ရန်ကျွန်တော်ဇကိုင်းဇကိုင်းကျွန်တော်မန္တလေးပြောင်းမယ်မန္တလေးပြောင်းမယ်ကျွန်တော်ကုန်းနဲ့ပဲပြန်မယ်အဓိကကျွန်တော်သွားကြည့်ပြင်ချင်တာကဒီဒီလမ်းမကြီးပေါ့ဒီလမ်းမကြီးမှာဒါဗီဒီယိုတွေမင်းကြီးတက်တယ်ပေါ့ ဘယ်နေရာတက်တယ်ကျွန်တော်လိုက်ကြည့်မှာဗျာပြီးလမ်းမအခြေအနေပေါ့လမ်းမအခြေအနေတကယ်ကောင်းလာပေါ့လမ်းမအခြေအနေဘယ်နေရာမှာဘယ်နေရာမှာအထီးရဘယ်နေရာမှာမထီးဘူးဗျာလမ်းမရဲ့အခြေအနေပေါ့ဗျာကျွန်တော်ဒီလမ်းကိုလမ်းနဲ့ပတ်သက်ပြီးတော့မြင်ကွင်းတွေလို့ရှိတယ်ဗျ feedback တွေလို့ရှိတယ်ပေါ့ကျွန်တော်ကြည့်မှာတော့ feedback မင်းတို့လည်းငါ့အတွင်းမညာလည်းငါလည်းမင်းတို့အတွင်းမညာဘူးဆွတ်ရတာဟိုကုန်းသားပြန်မယ်အရိုးတွင်လည်းမင်းတို့လောကမညာနဲ့မင်းတို့အတွင်လည်းအရိုးလောကမညာဘူးဒါကမင်းတို့နဲ့ငါတို့ကြောင့်မှပေးထားတယ်ပေးထားချက်ပဲဒါရှင်းတယ်မင်းတို့လည်းတောက်ကြတယ်မင်းတို့လည်းယောက်ကြတယ်ငါတို့ကပြည်သူလူထုကိုကာကွယ်နေတာအရိုးတက်တဲ့အတက်မြန်ကာကွယ်နေတာမင်းတို့လိုတရားမထူး ကွာလို့ပြောလာပုံရင်းတတ်တယ်ဆီယမတတ်တယ်ကွာမင်းကောင်လေကိုကိုကိုစာသင်ခဲ့တဲ့ဆီယမကိုတတ်တယ်ကိုသင်ခန်းစီပေးတဲ့ပုံရင်းကိုတတ်တယ်အဲတေဝါတဲ့နေတဲ့သူအချင်းချင်းမျိုးစောက်ချောက်မလားမစောက်ချောက်ပဲနဲ့မင်းကောင်မရေချင်းနဲ့ချရတယ်1 2 3တန်ကြာမျိုး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 လို့ကြာတယ်အဲတော့ငါတို့ငါတို့ငါတို့မနေ့ပြန်ကြရင်ကုန်းလမ်းနေပြန်မယ်ဒီငါတို့ပြောတဲ့တိုင်းလမ်းကြောင်းပြန်မယ်ငါတို့အတွင်မျိုးလုံးဝမညာဘူးငါတို့အတွင်လုံးဝမညာဘူးအဲ့ဒါပဲမင်းတို့လည်းယောက်ျားတော်လည်းယောက်ျားပဲเนาะအညာနဲ့တော့ငါတို့တော့မညာဘူးကြောက်ကလန်းနေလဲငါတို့ယောက်တာပဲငါတို့ PDF တွေလိုက်ရှာတာမတွေ့ပါဘူးမင်းတို့ PDF ဘယ်သွားနေအောင်ငါတို့မုံရောင်ရောက်နေရ ။ငါတို့ခုပြန်ကြအကြီးကားကားနဲ့ပြန်မှာပြန်မှာလေးမားကြီးကိုပြန်မှာ။မင်းတို့ကြည့်တဲ့နေရာတွေကိုသိကျင်လို့เนาะအဲ့ဒီမှာမင်းတို့ကိုကျော်စိုးရှေ့ကပြောသွားသလိုပဲမင်းတို့ရှောင်းနိုင်အောင်ရှောင်းเนาะမရှောင်းနိုင်ရင်တော့ကိုသေးတင်းကိုတူးတာပဲ။ငါတို့ကတော့မင်းတို့ဗလိုင်းလာမှာတော့မဟုတ်ဘူးเนาะเนาะဗလိုင်းလာမှာမဟုတ်ဘူး။နော်ငါတို့တက်မတော့နီးပညာပိုင်းဆိုင်ရာတွေအားလုံးကအောင်မြင်သွားပြီတက်မတော့အစိုးရရဲ့အောက်မှာရှိတဲ့အဖွဲ့အစည်းတခုဆိုတာကအချိန်တိုအတွင်းမှာပဲ နော်အချိန်တို့တွင်တခုမှာပဲအောင်မြင်မှုကိုပြန်လည်ရယူဖို့နော်အခုနောင်ချိုးဆိုးလည်းမကြခင်ပြန်ရတော့မှာနော်ခွေးပြေးပြေးနေပြီနော် TNN တွေဟိုမှာနောင်ချိုးမှာဟိုမှာတက်မမှုကြီးပါလို့ရှိတယ်နော်ဘုံလေးပါပြောတိုင်းပြည်ကောင်းဖို့ဝိုင်းလို့တော့ဘာလို့ကြောက်အောင်မှာလဲကျွန်တော်တို့ကမကြောက်လို့တနက်တွေပါရင်မှာဒီလိုမျိုးလာနေရတယ်ဟုတ်လားလူကြီးကကြောက်စရာမဟုတ်ဘူးဗျလူကြီးကရိုသေရမှာကိုယ်မှာရှိတဲ့အခက်ခဲကိုဒီလူကြီးကိုနားလည်အောင်တင်ပြရမှာတရင်ပို့ရမှာဒါမှလူကြီးကဖြည့်ရှင်းပေးမှာခင်ဗျားတို့အောက်မှာ ဟုတ်မရှိပါဘူးဘာမရှိပါဘူးဘာစူကန်းမှာရေခဲပါပါရေခမားတို့လှုပ်လို့နော်အဲ့ကြောင့်မလို့အထက်အောက်ကိုဟန်ချက်ညင်ကြီးလက်တွဲပြီးတော့မှဒီတိုင်းပြည်ရဲ့ပြဿနာကိုအားလုံးပူပေါင်းပြီးတော့မှအကောင်းဘက်ကနေဖြေရှင်းကြရအောင်ပါနော်အဲ့ဒါဆိုရင်ကျွန်တော်အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့မိုးမိုးခိုင်တရားဆွဲခံထီလို့မုံရွာနမခအပစီသွားနေတဲ့စောဘုံဟင်းကမိုးမိုးခိုင်ကိုထပ်မံချင်းချောက်လိုက်တဲ့ရုပ်တံတွေအပြင် ဒီပဲရင်အိုးထိန်ကွင်းရွာကိုစစ်ကောင်စီကဘုံမကျဲဟုပြောင်းလဲလိုက်တဲ့ထူးခြားသတင်းတွေပါတင်ဆက်ပေးခြင်းပါတယ်။လေကြောင်းဖြင့်ဘုံကျဲတိုက်ခိုက်မှုကြောင့်ဆရာဆရာမနှစ်ဦးအပါအဝင်ចောင်းသားចောင်းသူ90ဝန်းကျင်ခန့်ထိခိုက်ဒေဆုံးခဲ့ကြောင်းတရားမဝင် ပြည်ပြမီဒီယာများကမဟုတ်မမှန်လှုပ်ကြံရေးသားဖြန့်ဝေလျက်ရှိကြောင်းသိရပါတယ်။ စကိုင်းတိုင်းဒီပဲရင်မြို့နယ်အိုးထိန်ကွင်းကြီးရွာမှာယမန်နေ့မေလ12ရက်နေ့နနက်10:00နာရီဝန်းကျင်တွင်လေကြောင်းပုံးကျဲတိုက်ခိုက်မှုခံခဲ့ရ၍ဆီယာမ2ဦးအပါဝင်ចောင်းသားចောင်းသူ20ဦးတေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိသူ60ဦးထပ်မံရရှိခဲ့သည် အိုထိန်ကွင်းကြီးရွာကိုအာနာသိန်းစစ်ကောင်စီတပ်ကလေကြောင်းပုံးကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းတော်လန်ရေးအင်အားစုများနဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကပြောဆိုထားပြီးထို့အပြင်ဒေသခံများနဲ့ကယ်ဆယ်ရေးဆောင်ရွက်နေသူများ၏ပြောဆိုချက်အရစစ်ကောင်စီတပ်ကလေကြောင်းကနေတဆင့်လာရောက်ပုံးကျဲခြင်းဖြစ်ပြီးလေကြောင်းမှကျဲခဲ့သောဗုံးဆများကိုထုတ်ပြထားသည်သို့သောအာနာသိန်းစစ်ကောင်စီကယမန်နေ့မေလ၁၂ရက်နေ့တွင် ဒီပဲရင်ပုံကျဲခံရမှုဖြစ်စဉ်အားညင်းဆိုထားပြီးလေကြောင်းပုံကျဲတိုက်ခိုက်မှုမပြုလုပ်ခဲ့ကြောင်းပြောင်းလဲလဲထားသည့်ကလေးငယ်များစာမှုပွဲဖြစ်ဆိုနေသည့်ဒီပဲရင်အိုထိန်ကွင်းရွာကစာတင်ကြောင်းကိုစစ်ကောင်စီတပ်ကလေကြောင်းပုံကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုပြောဆိုချက်အပေါ်မဟုတ်မမှန်သတင်းလွှင့်နေခြင်းဖြစ်သည်ဟုစစ်ကောင်စီကပြောင်းလဲလဲထားခြင်းဖြစ်သည် ပြည်သူလူထု၏အသက်အိုးအိမ်စည်းစိမ်များနှင့်နေမြေဒေသတည်ငြိမ်အေးချမ်းရေးလုပ်ငန်းများကိုသာဆောင်ရွက်လျက်ရှိပြီးစစ်ရေးပြတ်မှတ်မဟုတ်သည့်နေရာများအားဘုံကျဲတိုက်ခိုက်မှုများမရှိကြောင်းစစ်ကောင်စီကပြောင်းလဲညှင်းဆိုထားသည့်ဒီပဲရင်မျိုးနယ်အိုးထိန်ကွင်းကြီးရွာကိုတော်လန်ရေးလက်နက်ကိုင်အဖွဲ့များကသာလက်နက်ကြီးပစ်ခတ်ခြင်းဒရုန်းများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုစစ်ကောင်စီကပြန်လည်ဆွဆွဲပြောဆိုထားသည်။နေရငါတို့မုံရွာရောက်နေရ။ငါတို့အခုအပြန်ကြကြီးကားကားနဲ့ပြန်မှာပြန်မှာ၄၅ကြီးကိုပြန်မှာ။ ။နော်မင်းတို့ကြည့်တဲ့နေရာတွေကိုသိကျင်လို့နော်အဲဒီနေ့မှာမင်းတို့ကိုကြိုးစိုးရှေ့ရပြောသွားသလိုပဲမင်းတို့ရှောင်းနိုင်အောင်ရှောင်းနော်မရှောင်းနိုင်ရင်တော့ကုသေးတင်းကိုတူးတာပဲငါတို့ကတော့မင်းတို့ဗလိုင်းလာမှာတော့မဟုတ်ဘူးနော်နော်ဗလိုင်းလာမှာမဟုတ်ဘူးနော်ငါတို့တက်မတော့နီးပညာပိုင်းဆိုင်ရာတွေအားလုံးကအောင်မြင်သွားပြီတက်မတော့အစိုးရရဲ့အောက်မှာရှိတဲ့အဖွဲ့အစည်းတခုဆိုတာကအချိန်တို့တွင်းမှာပဲနော်အချိန်တို့တွင်းတခုမှာပဲအောင်မြင်မှုကိုပြန်လည်ရယူဖို့နော်အခုနောင်ချိုးဆိုလည်းမကြခင်ပြန်ရတော့မှာ နော်ခွေးပြေးပြေးနေပြီနော်တီအန်အန်လေးဟိုမှာနောင်ချိုးမှာဟိုမှာတက်မမူကြီးဘာလို့ရှိတယ်နော်ဘုံလေးပါပြောอืมဥမြင်နော်နော်နောင်ချိုးမှာဥမြင်ဦးစီးပြီးတော့အဲ့မှာတိုက်နေတာနော်မင်းတို့ခွေးပြေးတွေပြေးနေရတာတဲ့နော်မင်းတို့ကြောဖို့တွေချွေလူချွေသားတွေပြည်သူလူထုအိမ်တွေတက်ဖောက်ပြီးတော့ခိုးထားတဲ့ချွေလူချွေသားတွေတော့စစ်သားတွေရတယ်ငါပြောနေတာအောက်စစ်သားတွေများများရပါစေတော့ ကျိုးပုတ်တလုံးမှာတဝက်လောက်ရပါသေးလို့ဆူတောင်းတယ်မင်းတို့ရွှေပြည်သူလူထုဆရာခိုးအကန်ကြီးတို့အရွှေမော်တော်တို့အရာကြီးတို့မှာခိုးတူတူပြီးတော့ခိုးရတဲ့အရွှေတွေအခုတက်မတော်သားတွေကသူမင်းမင်းတို့နောက်လိုင်းလိုင်းနဲ့အဲရနေမင်းတို့တိုက်မယ်တိုက်မယ်တိုက်မယ်ဟာလိုက်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 ဆိုတော့မင်းတို့ပြေးရတာခွေးပြေးပြေးရတာဟိုကလိုက်တာနော်ဟိုကလိုက်တာမှာရွှေလဲရတယ်အလောင်းလဲရတယ်လက်လက်လဲရတယ်ဆိုတော့ပြီးပြီပေါ့ကွာဟုတ်တယ်မလားအဲနောင်ချိုးကမကြခင်ပြန်ရတော့မယ်နော် အဲ့တော့ကျွန်တော်တို့အစိုးရအဖွဲ့ကြီးနဲ့ကျွန်တော်တို့ဒီမှာထိတွေ့နေရတဲ့အခြေအနေတွေအချိန်ခါတွေကျွန်တော်တို့ကြည့်ကြည့်လူကြီးကတကယ်တမ်းကျတော့အောက်ခြေရယ်နော်ဟိုလူကြီးတွေကိုမိန်မာနဲ့တိအဲ့ဒီကောင်ကိုလုံနေလို့ဒီနေကိုလုံတာအဲ့လူကြီးတို့ကြောက်လို့အဲ့လူကြီးတို့ကြောက်ရင်ခင်ဗျားတို့ကြာရှုံးနေမယ်မကြောက်နဲ့ပြောခင်ဗျားတို့ပြောရင်တော့ပြောတာတော်ပြီဒီလိုစပြီးကြောက်လို့ဝင်မယ် တိုက်ကောင်းတယ်ဗျာအားလုံးဝိုင်းလို့တာလေဟုတ်တယ်မလားတိုင်းပြည်ကောင်းဖို့ဝိုင်းလို့တာကိုဘာလို့ကြောက်ရမှာလဲကျွန်တော်တို့ကမကြောက်လို့တနက်တွေပိုင်းမှာဒီလိုမျိုးလာနေရလေဟုတ်လားလူကြီးကကြောက်စရာမဟုတ်ဘူးဗျာလူကြီးကယိုသေးရမှာကို့မှာရှိတဲ့အခက်ခဲကိုဒီလူကြီးကိုနားလည်အောင်တင်ပြရမှာတရင်ပို့ရမှာဒါမှလူကြီးကဖြည့်ရှင်းပေးမှာခင်ဗျားတို့အောက်မှာဟမ်မရှိပါဘူးပါမရှိပါဘူးပါစူကန်းမှာရေခဲပါပါရေခင်ဗျားတို့လှုပ်လို့နော် အကြောင်းမလို့အထက်အောက်ကိုဟန်ချက်ညင်ကြီးလက်တွဲပြီးတော့မှဒီတိုင်းပြည်ရဲ့ပြည်ထနာကိုအားလုံးပူပေါင်းပြီးတော့မှအကောင်းဘက်ကနေဖြည့်ရှင်းကြရအောင်ပါနော်အဲ့ဒါဆိုရင်ကျွန်တော်တို့တိုင်းပြည်မကြခင်မှာတာယာမယ်ဖွင့်ပြောမယ်နော်စီးပွားရေးတွေကောင်းတဲ့နော်ခြားနိုင်ငံကနေပြီးတော့မှဒေသအားကြရတဲ့နိုင်ငံကောင်းဆောင်တွေပေါ်ထွက်လာတာကိုတွေ့ရမယ်နိုင်ငံတော်တစ်ခုကိုကျွန်တော်တို့ဟန်ချက်ညင်ကြီးနဲ့လက်တွဲမပြုတ်ဘဲနဲ့သွားရမယ်နော်အဲ့လိုမျိုးသွားရမှာမှာအဲ့လိုမျိုးသွားမှာကျွန်တော်တို့နိုင်ငံတိုးတက်မှာ နော်အခုလို့ကျွန်တော်ဒီနေ့ပြောသလိုပေါ့ကျွန်တော်တို့မြန်မာလူမျိုးမှာကျွန်တော်နိုင်ငံမှာကျွန်တော်ပြောပြမယ်မှတ်ညံကောင်းရမယ်မှတ်ညံမှတ်ညံကောင်းလို့ဘာဖြစ်အောင်ပွဲတိုင်းအောင်ပွဲတိုင်းကိုအောင်ပွဲဆင်နိုင်မယ်အေးအဲ့မှတ်ညံဆိုတာရှိသလိုမင်းညံဆိုတာလည်းရှိရမယ်မကောင်းတဲ့အရာတွေကိုချက်ချင်းမေ့ပြနိုင်ရမယ်ချက်ချင်းကောင်းတဲ့အနေနဲ့ထုတ်နိုင်ရမယ်ဟာဒီအရာမကောင်းဘူး တိုင်းပြည်အတွက်ဒါမကောင်းဘူးဒါအစင်လာမကောင်းဘူးဒါတိုင်းပြည်အတွက်ဒါအနေရရှိတယ်ဆိုရင်ခေါင်းမေးနိုင်ရမယ်အဲ့ဒီလူတွေနဲ့လက်မတွဲပါနဲ့အဲ့အဲ့ဒီလူတွေဆိုတာအခုလို့အဲရီမွန်တို့လွင်ကိုတို့အမောနဲ့ပြည့်ကြလာတယ်ကျွန်တော်တို့ငြောင်းရတယ်အဲ့လိုမျိုးလူတွေတော်မှာပြေနေပြီးတော့တက်သိမ်းတော့မယ်လို့ပါတယ်အဲ့လိုလူတွေအဲ့လိုလူတွေကခင်ဗျားတို့သူများစားရတဲ့ ။ခမင်းနဲ့ခမားတို့ခေါင်းထဲကချီချီရောက်နေတာ။ဒီမှာခမင်းစားတာသူတို့ပါလိုက်တဲ့ချီခမားတို့ခေါင်းထဲရောက်တာ။အဲ့တော့ခမားတို့ဘလောက်ပြောပြောနားမလဲဘူးနားလည်းမနာဘူး။နော်။သူတို့ကဘယ်မှာလဲဘယ်ဘယ်နားမှာလဲကျွန်တော်တို့မသိလို့မေးတာ။ဟမ်။ဟမ်။အဲ့လူတွေကိုခမားတို့အခုချိန်ကြီးယုံနေတုံး။နော်။လိုက်ယုံနေတာခမားတို့လိုက်ရုံတော့အခုဘာဖြစ်တော့တိုင်းပြည်အပြက်ဖက်ရောက်တာဗောဒီတိုင်းပြည်ဆိုတော့ကိုယ်နိုင်ငံကိုယ်လူမျိုးချင်းလက်တွဲညီညီဟန်ချက်ညီညီနဲ့ပူးပေါင်းပြီးရင် နိုင်ငံတော်တည်တည့်ရစီကိုခေါင်းဆောင်ကောင်းရဲ့နောက်မှာနောက်လိုက်ကောင်းနေပေါ်ထွက်ပြီးတော့မှနော်တိုင်းပြည်အုပ်ချုပ်မင်းလုပ်တဲ့လူကဘလောက်တိဒီမှာနှလုံးသားလာလေတဘောသားကြီးလေအလင်းဝင် PDF တွေအလင်းဝင်တော့ပြောနေတယ်နော်အဲ့ဒါအားလည်းမဟုတ်ဘူးဒါပေမဲ့တစ်ဖက်မှာလည်းအဲနားလျာခတ်တာအဲ့ကျွန်တော်စွန်းလို့အားနဲ့ညားတယ်မောင်ငယ်ကြောကြောလေးတွေကိုခေါ်သွားတယ်မိမနဲ့မိမကြိုက်တဲ့ကောင်မိမပေးလုပ်ထားတယ်အဲ့အဲ့လိုမျိုးနဲ့ဖြစ်နေတော့ စုံစုစားယူတွေဖြစ်တာပေါ့ဗျာကလေးတွေရဲ့ဘဝအဲ့တော့မိခင်နေရာလဲနော်ကိုယ်နိုင်ငံကိုယ်လူမျိုးကိုယ်ဘာသာသာသနာစားပြီးဓလိထုံးလန်းအစင်လာယဉ်ကျေးမှုတွေကိုတန်ဖိုးထားပါနော်ခင်ဗျားတို့အခုစကိုင်းဆိုကြည့်လိုက်နော်ဆရာတော်ဘုရားကြီးတည်တကူဆရာတော်ဘုရားကြီးရဲ့တောက်သုံးကြီးတွေတောက်ပြီးတော့ဆရာတော်ဘုရားကြီးကိုဆဲတာအခုတော့ခင်ဗျားတို့အတိအလင်ဒုက္ခရောက်ကုန်ကြပြီနော်ခင်ဗျားတို့ပြောသလိုဝိဆိုတာနောင်ဘဝမကူဟုတ်လားခင်ဗျားတို့အခုကူးနေတာနော်အဲဒီဘင်းရလဲတက်မတော်ဘုံကျဲတာမဟုတ်ဘူးနော်အဲ့ဒါက လက်နဲ့ခဲရန်လှုပ်တဲ့နေရာကြီးနော်ဘလို့လို့ပြစ်နိုင်မှာလဲចောင်းဟာဒီဘင်းရင်မှာចောင်းဟာဘယ်လိုတက်မှာဒီဘင်းရင်မှာចောင်းတဲ့ NUG ဖွင့်ထားတဲ့ចောင်းပဲတက်မှာပေါ့အစိုးရအဲ့ဒီဘင်းမှာဘလို့လို့ចောင်းဖွင့်မှာဘယ်သူကပြေးမှာအဲ့တော့ចောင်းတက်တဲ့ကလေးကိုဘုံကျဲတယ်ဆိုတော့ခမောက်ချီးတာစားလိုက်တော့ချီးဦးအောင်တယ်မထဲနေတော့ယုံနေកောင်းလေခမောက်တို့ပါဇက်ကနေအဲ့ NUG ဇော်ဝေဇိုးတို့ဇင်မာအောင်တို့လွင်ကိုလက်တို့နော်ဟိုမျိုးတိုက်တန်သိန်းတို့ စာစာတို့ကောင်တွေပါတဲ့ချီးကိုခမတို့စားလိုက်တော့ကြော်ပြီးတော့နော်အလောက်တိမှယုံနေတယ်ဆိုရင်ခမတို့စားလိုက်တော့ခမတို့ဒီဘက်ခမတို့ဇုံမိုးထားတာဆိုနော် PDF ဇုံမိုးထားတာ NUG ဇုံမိုးထားတာဆိုကဲအဲ့ဒီစာတင်ကြောင်းကိုအစိုးရတရားဝင်အစိုးရလည်းမဟုတ်ဘူးဟမ်အဲ့မှာ grade 12တွေလည်းဘယ်သူမှလည်းမဖြေဘူးအဓိကခမတို့အဲ့မှာ mine တွေလက်နက်တွေလုံနေတယ်နော်လက်နက်တွေလုံပြီးကလေးတွေကိုဆန်နှားပြဖို့လားဗာဖို့လားဓာတ်ပုံရိုက်မယ်ဆိုပြီးတော့ 哎嘛，看那路老牛那里捧的呀，嘛太贵了。哎，我现在刚来呢，对吧？哎，做啤酒鸭比较厉害，啊。看那路，罗马没有路，哪样那个？巴克都叫澳门，外乎嘛，人家嘛哦，新移民弄的，拉索弄的比比，喏。人家，他们那布拉都布拉里嘛，补点作用嘛。我没有来嘛，尼姑现在都不会，嘛，比拉乳酸鸡来，喏。看那路，爱情嘛，看那欧美传统那妖孽，那啤酒多补，喏，每天多来一杯多补，喏。 ဝသားဝသားလေးပါချက်ပြီးတော့သွားပုံအမေစုအတူကြီးလားအစ်ကြီးလားကျွန်တော်လည်းမသိဘူးနော်ကျုပ်ကအမေစုလို့ခေါ်တာပါဇက်ကတနာရတယ်ခင်ဗျားတို့နော်အဲတော့တော့ကျွန်တော်တို့တိုင်းတိုင်းဟိုနော်ပြည်သူဟာလည်းပူပေါင်းမှာကျွန်တော်ပြောချင်တာနောက်ဆုံးပေါ့နော်ပြည်သူဟာလည်းပူပေါင်းမှာနော်ကျွန်တော်တို့ဒီဆိုရင်ဒါကျွန်တော်တို့လိုကျွန်တော်တို့လိုလူရှေ့ထွက်ပြီးတော့ဒီလောက်လုံနေတယ်ခင်ဗျားတို့တွေပြည်သူလူလူတွေလည်းတိုင်းပြည်အေးချမ်းဖို့နိုင်ငံတော်သားရဖွံ့ဖြိုးဖို့ နော်နောက်တော့ခင်မီတိုးတဲ့နိုင်ငံတခုစီကိုတွားဖို့မှာခေါင်းဆောင်ခေါင်းကိုတွေ့မြင်နေရတယ်လို့ခင်ဗျားတို့နောက်လိုက်ကောင်းတွေကလူရုပ်ထွက်ပြမရဲအောင်မှနော်နိုင်ငံတော်မှာရှိတဲ့နော်ကာကွယ်ရေးဝန်ကြီးဌာနပြည်ထရေးဝန်ကြီးဌာနနော်ဒီပြည်သူစစ်တေးနော်ဌာနဆိုင်ရာတွေအားလုံးပူးပေါင်းမှာနော်ကျွန်တော်ကိုလည်းတချို့တော့လက်ပေးလက်ယူလုံးလို့ပြောလိုက်လို့နော်ပြောင်းသွားရတဲ့လူတွေရှိတယ်အဲ့လိုဌာနဆိုင်ရာအဲ့လိုလူတွေအခုကျွန်တော်တတ်ခိုင်းနေတာနော်ကျွန်တော်တတ်ခိုင်းနေတာပူးပေါင်းပြီးတတ်ခိုင်းနေရတယ်နော် ကျွန်တော်အကုန်သိတယ်မသိဘူးမထင်နဲ့နော်မသိဘူးမထင်နဲ့ကျွန်တော်အကုန်သိတယ်ဒါပေမဲ့ခမားတို့ကျွန်တော်တခုတော့ပြောလိုက်မယ်လူဆိုတာစစ်မှန်တဲ့လူကဘယ်တော့မှမကြရှုံးဘူးနော်တိုင်းပြည်နဲ့နိုင်ငံနဲ့လူမျိုးပေါ်မှာကိုယ့်ရဲ့အဖွဲ့အစည်းပေါ်မှာတစ္ဆာရှိတဲ့လူကဘယ်တော့မှမကြရှုံးဘူးနော်ခမားပါခမားလူကြီးညီမကလို့ဘာကောင်ကြီးဖြစ်ဖြစ်ဗျာခမားပါခမားဘာကောင်ဖြစ်နေ business ခမားတနေ့ကြရှုံးလိုက်မယ်ခမားကံမြင့်နေသေးလို့ခမားတနေ့အသေးဆိုးနဲ့သေးလိုက်မယ်ကျွန်တော်ခမားတတ်ခိုင်းနေရမလား ခမားကိုဘယ်သူမှမတတ်ဘူးခမားကခမားကားမောင်းရင်ကားမောင်းမယ်မွေကိုက်ရင်မွေကိုက်မယ်ရေနှင်းရင်နှင်းမယ်ဟုတ်ပြီလားခမားဘာလို့ခိုင်းနေလဲကျုပ်အကုန်သိတယ်နော်ဒီတောင်တကုံကိစ္စတွေနော်ဘဒူလောက်ခိုင်းလဲဆိုတာဇော်ပွင့်ရဲအဲ့လောက်မညံ့ဘူးဆိုတာခမားသိအောင်ကျုပ်ဒီနေရာမှာတခါလေးပြောလိုက်မယ်ရှင်းပြီလားနော်အဲ့တော့ခမားတို့သူများကိုတိုက်ခိုက်ရင်တိုက်ခိုက်ရင်လည်းခမားတို့ကြဆုံးတတ်တယ်စင်းစင်းရင်လည်းစင်းရဲတတ်တယ်နော်အဲ့တော့ကိုတို့ကကိုမရှာနဲ့နော်ကိုမိသားစုနဲ့ကိုအေးချမ်းနေတယ် ြုတ်ကျဲနေတဲ့ထဲမှာဇော်ပုံးကြီးဆိုတဲ့ကောင်မပါဘူးအသက်တွေမှာကြောက်တယ်ဆိုရင်ဇော်ပုံးကြီးဒီအလုပ်တွေကိုမလုပ်ဘူးအဲ့လောက်တော့ခမားနားလေထားရမယ်ရောင်းအောင်တက်ဟုတ်ပြီလားဒါပေမဲ့ကျုပ်သူများကိုပြန်မတက်ဘူးခမားတို့ကခမားကိုတေးလိုက်မယ်နော်ကိုယောဂါနဲ့ကိုတေးလိုက်မယ်ခမားတို့နော်ကျွန်တော်အဲ့လောက်ပဲပြောချင်တယ်ကျွန်တော်ခိုင်းနေတာသူတွေဧကနဲ့အကိစ္စအော်လိုက်လို့ပြောင်းသွားရတဲ့လူတွေပါတယ်အဲ့လူတွေပဲတော့တက်ခိုင်းနေတာကျွန်တော်ဒီလောက်ပဲပြောမယ်နော်တက်ခိုင်းတာကျွန်တော် ။နောက်အဲတောင်တကုန်ဆန်းကျွန်တော်ကကျွန်တော်ရဲ့ fan အများကြီးရှိတယ်။လှုပ်ကြည့်လိုက်။နောက်လှုပ်ကြည့်လိုက်။နောက်လှုပ်လို့မရဘူး။နော်။ငါတို့လှုပ်လို့ရတယ်ဒီလိုလှုပ်ကြည့်လိုက်ရင်ခင်ဗျားတို့နောက်ကနေပြီးအဲလက်မဲတွေပါအကုန်ပေါ်တော့မှာကျောက်ကတရားရုံးမှာတရားဝင်ပြောမှာ။နော်တကယ်ခင်ဗျားတို့ရတယ်ဆိုရင်လှုပ်ကြည့်လိုက်။နော်ခင်ဗျားခင်ဗျားကခင်ဗျားဘလောက်ခင်ဗျားပြင်ဦးလေမှာဗာပြောခဲ့လေ။ဟမ်။ဆုံးမြတ်တော်တော်ငါ့ကိုမနိုင်လို့လွတ်ထားရတာဟုတ်လားဘယ်သူပြောတာလဲအဲ့စကားဟမ်နောက်ဆုံးတော့လစ်သွားရမှာလား အလစ်သွားတာမကျင်းတော့ဟိုမှာလက်တိုက်လိုက်တယ်အဲ့ကောင်နေနာမည်ကိုမပြောချင်လို့နော်ဇော်ဘုံရင်အကုန်သိတယ်ဆိုတာကိုခမားတို့ဇော်ဘုံရင်ခန်းချမ်းချမ်းထင်မားလိုက်မယ်နော်ရှော့တွက်နေမားလိုက်မယ်ဒီခက်ကပိုင်နေဆိုတာမရှိဘူးနော်ဦးမင်းအောင်လိုင်ကပြောပြီးသားမဟုတ်တာလုပ်တဲ့လူတွေကိုအကုန်ဖော်ထုတ်ပါလို့ပြောပြီးသားအကုန်ဖော်ထုတ်မှာရှင်းလားနော် ဲ့တော့ကျတော့ကျွန်တော်နိုင်ငံအေဂျင့်တော့မယ်တာယာတော့မယ်ပြည်သူလူထုတွေရဲ့အသည့်သတိဝရိယတွေရှိပြီးတော့မှနိုင်ငံတော်အတိုင်းပြည်တွေလုံလဆိုင်ပါဝင်ရမယ်ပူပေါင်းရမယ်ကုညီရမယ်ဟုတ်လားတဦးရဲ့စေနာတဦးရဲ့မြစ်တာတဦးတယောက်မတတ်နိုင်တဲ့အရာကိုကုညီပါဖေးမှာပါဝိုင်းဝန်းမှာဒါဆိုရင်တိုင်းပြည်အများဆုံးအေဂျင့်ပြီးတော့မှတာယာတဲ့နိုင်ငံတခုစီကိုကျွန်တော်တို့တွေအရောက်ကြောက်ရှိသွားမှာပဲဖြစ်ပါတယ်မြန်မာပြည်အများဆုံးချင်းချင်းပါစေရှေ့တန်းရောက်နေတဲ့တက်မလို့သားတွေဘေးအန္တရာယ်ကင်းရှင်းပြီးတော့နောက်တန်းမိသားစုတွေနဲ့အများဆုံးပြန်လည်ပေါင်းစပ်နိုင်ပါစေလို့ မြေတာဖို့ဆုမကောင်တောင်းပေးလိုက်ပါတယ်ကိုရရနော်အဘတိုင်းမှုကြီးကိုလည်းမေးတယ်အဲမုံရွာရဲ့အခြေအနေရအဲပြီးတော့ကြည့်ရင်မေးတယ်ဆိုတော့ကျွန်တော်တို့ကပြည်သူလူထုကိုပြန်လည်သိစေချင်တာပေါ့အဲဒီ2021ဖေဖော်ဝါရီလ1ရက်နေ့အခင်းချင်းကနေဒီဘက်ကိုဖြစ်လာတဲ့ဥစ္စာတွေကျွန်တော်တို့ကကျွန်တော်ဆိုတော့စပီကာပေါ့နော်စပီကာကဘမ်းမလိုက်တိုင်းစပီကာဘမ်းမလိုက်တဲ့စပီကာနော် စပီကာနောက်တော့ဟိုဟာဒီကိုကျော်စိုးတို့ကြတော့ဒါသတင်းမီဒီယာဖြစ်တယ်ညီမလေးသတင်းဦးကကြတော့သူကတရားဝင်အစိုးရရဲ့လက်အောက်မှာတာဝန်ထမ်းဆောင်နေတဲ့ညီမလေးဖြစ်တယ်ပေါ့နော်အဲတာဝန်ထမ်းဆောင်နေတဲ့အဲ့ဒါပြောချင်တာကျွန်တော်ကတော့ဘမ်လိုက်တဲ့စပီကာဖြစ်တော့ကျွန်တော်သိချင်တယ်သိချင်တော့အမှန်တရားကိုလည်းခြားပြချင်တဲ့အဲစိတ်ကကျွန်တော်ရင်ထဲနှလုံးသားထဲမှာအမြဲတမ်းကင်းရောင်းနေတာဆိုတော့ကျွန်တော်တော့ဝန်ကြီးချုပ်နဲ့လည်းတွေ့တယ်ဝန်ကြီးချုပ်ရုံးခိုင်းမှာတွေ့တယ်ကျွန်တော်ရဲ့ကိုကျော်စိုးဦးရဲ့ ညီမလေးတစဉ်ဦးရဲ့ညီမလေးရဲ့အမေရဲ့ပြီးရင်ကိုကျော်စိုးဦးရဲ့ဟောပေါ့နော်ကင်မရာမန်ပေါ့ညီလေးတို့အကုန်လုံးနဲ့တွေ့တွေ့တယ်စကိုင်းတိုင်းဝန်ကြီးချုပ် ဦးမြတ်ကျော်ကလည်းတော်တော်ကိုနွေနွေထွေးထွေးပဲအဲဆက်ဆံရှာပါတယ်ဗောနော်ဆက်ဆံတယ်အသိကျင်တာတွေကိုပုံလင်းမြင်သာစွာမေးခွန်းရပါတယ်ဆိုတော့ကျွန်တော်တို့ဆိုရင်ပြောတာပဲဝန်ကြီးချုပ်ကအရင်တော့မြောင်ခမ်းနှုတ်ဟန်တာဝရီတို့ဒီကြံတာတို့ဒီကလေးတို့ဗောနော်အဲ့ဘက်ကံငေါကလေးလမ်းပိုင်းမှာရွာ၁၂မြာရှိနော်အဲ့ရွာမှာအမျိုးသမီးလားစဉ်၃အမျိုးသမီးလားစဉ်၃တောင်မှာသူကနော်ဟိုဟာလှုပ်ပေးတဲ့နော် เนาะတကယ်သဘောထားမြင့်မြတ်တဲ့လူလိုပဲပြောရမှာပေါ့ဒါကတော့အဲ့တော့အဲအဲ့လိုလူတွေရှိရနေပြီးတော့မှတိုင်းပြည်နိုင်ငံအတွက်အဖိုးတန်တဲ့စကားမျိုးတွေဘာတွေဆက်လုပ်ပြီးဆက်လုပ်ဘာမလဲဆိုတာတွေကိုကျွန်တော်တို့ကအပြည်သူလူထုကိုသိသိစေချင်တာเนาะသိစေချင်တာအဲ့တော့စကိုင်းတိုင်းဝန်ကြီးချုပ်ကတော့အဲသူမုံရွာမှာပေါ့နော်သူဒီမုံရွာမှာသူသူပြောတယ်2021 6လပိုင်းလောက်မှာနေမယ်ပေါ့နော်သူတာဝန်ထမ်းဆောင်ခဲ့တဲ့အချိန်မှာ အခုမုံရွာမျိုးကအချို့သောလမ်းတွေလမ်းတွေမှာ လာကြည့်ပါလမ်းကျို့လမ်းကြားတွေအားစနိုင်လွန်ကက်တရာတွေသူခင်ပေးထားတယ်အဲပြီးလို့ရှိလို့ရှိရင်ဒီကျွန်တော်တို့ဟိုကန္တာယာပေါ့နော်ကန္တာယာမှာဆိုရင်အမှဟိုပြည်သူရင်ပြင်လိုဟာမျိုးတွေအဲဟိုအခြေအနေနဲ့အာကသားတွေပါဒီနေ့ဆိုရင်လည်းကြည့်လိုက်ကျွန်တော်တို့ဘလုံးပွဲနော်အသက်16နှစ်အောက်ဖလားပေါ့နော်ဝင်းကြီးကျုပ်ဖလားပေါ့ဝင်းကြီးကျုပ်စကိုင်းတိုင်းဝင်းကြီးကျုပ်ဖလားကိုပြောပါနော်ဝင်းကြီးကျုပ်ရဲ့ဖလား အဲကျင်းပါတယ်ကျွန်တော်တို့ကိုယ်တိုင်သွားရောက်ခဲ့တယ်အဲကျွန်တော်တို့အသက်တရမှာမကြောက်ပါဘူးတိုင်းပြည်မှာနော်တိုင်းပြည်နဲ့နိုင်ငံနဲ့လူမျိုးနဲ့ကိုအစိတ်ကမိုင်းတိုက်နေတဲ့ဝါရာမိုင်းတိုက်နေတဲ့တိုင်းပြည်ကိုမငြိမ်မသက်ပြင်အောင်ဒီလိုမျိုးဒီလိုခွေးသစ်မီဒီယာတို့ပါလို့ကချဲ့ကားပြီးပြောနေတဲ့အရာတွေကမြေပြင်မှာတကယ်မဟုတ်ဘူးဆိုတာကိုအသက်နဲ့ယင်ပြီးပြသခြင်းနဲ့စိတ်နဲ့ဒီမုံရွာကိုကျွန်တော်တို့ရောက်ရှိနေတာဖြစ်တယ်။နော်အဲ့တော့ကျွန်တော်တို့ကသွားတယ်။သွားတယ်သွားတော့ အော် line ပေါ်မှာပြောနေတဲ့ဥစ္စာကမသိမုံရွာမျိုးကြီးဟာ၆ကက်ပြီးတော့မှဘာမှမရှိတော့ဘဲနဲ့နော်ဟိုလူသူမနေတော့ဘဲနဲ့ဟိုရှိနေတဲ့မျိုးပြက်ကြီးမျိုးပြက်ကြီးတမျိုးလိုပေါ့ဗျာနောက်ဆုံးစင်းนี่အဲ့လိုပဲပြောရမှာအဲ့လိုမျိုးပုံစံပြောတော့ကျွန်တော်တို့ကလည်းဟာစကိုင်းတိုင်းဆိုးရအဖွဲ့ဟာဆိုတာဘာလဲဆိုတာကျွန်တော်ကကြည့်နေတာကြည့်နေတော့ကျွန်တော်ရောက်တယ်ရောက်တဲ့ချိန်မှာကျွန်တော်လမ်းတွေလိုက်ကြည့်တယ်လမ်းတွေအားလုံးနိုင်လုံးကတရခင်းထားတယ်အရင်တော့က PDF ကိုအားပေးခဲ့တာဒီ NLD ဒေါ်စုကြည်ကိုအားပေးခဲ့တဲ့လူတွေပေါ့အဲအဲ့လိုလူတွေကအစနောက်ပိုင်းကျတော့တဖြည်းဖြည်းနဲ့အဲဒီနတ်ဆကအထူးရကြီးရဲ့လက်အောက်မှာရှိနေတဲ့စကိုင်းတိုင်းဝန်ကြီးချုပ်နဲ့စကိုင်းတိုင်းတိုင်းမူကြီးတို့ရဲ့ဆွမ်းဆောင်ရေးကိုမြင်လာကြတယ်မြင်လာကြတယ်ကြိုးကြိုးလာကြတယ်ပြည်သူလူထုကတကူပဲရှိတာကဒီစကိုင်းမှာကပြန်ပေးဆွဲတဲ့အဖွဲ့ရှိတယ် အဲ့ဒီပြန်ပွေးပြန်ပေးဆွဲတဲ့အဖွဲကြောင့်သူကနော်သခိုင်းမျိုးမှာနေနေတဲ့တထေးတကြွေတွေကမနေနိုင်တော့လုပ်ငန်းရှင်တွေကလုပ်ငန်းရှင်တွေကမနေနိုင်တော့လုပ်ငန်းရှင်တွေကတခြားနေရာမှာသူတို့ပြန်ပေးဆွဲမှာလေပြန်ပြန်ပေးဆွဲတာဘယ်လိုလဲလားသိလားတချိန်တုန်းကခမားတို့အားပေးခဲ့တဲ့ NLD တော်စုကိုထောက်ခံခဲ့တဲ့လက်သုံးချောင်းထောင်ခဲ့တဲ့လက်ရှိ PDF တွေကပဲခမားတို့ပြန်ပေးပြန်ဆွဲတာเนาะပြန်ပေးပြန်ဆွဲတာပြီးတော့ချင်း တပတ်မှပီရတဲ့သွားတဲ့လူကိုမူးရစေဝါနဲ့ထိန်းထားတယ်။ကောင်မလေးချောချောလားလားလေးတွေစကွန်စချစ်စကွန်20လေးတွေမိကောင်မောင်အရွယ်လေးတွေကိုဖမ်းဆီးခေါ်ဆောင်သွားတယ်။ဒီပီရတွေကိုဆေးပြားနဲ့ထိန်းတယ်၊မိမနဲ့ထိန်းတယ်၊အပျော်ပါးနဲ့ထိန်းထားတယ်။နော်ဒါပီရ NUG လောက် MOG လောက်ကအဖွဲ့တွေကနော်ဆေးပြားနဲ့မူးရစေဝါနဲ့ထိန်းတယ်မိမနဲ့ထိန်းတယ်ပြီးတော့ကြည့်လို့ချင်းသူတို့က အပျော်ပါးတွေအတော်အစားတွေနဲ့ထိန်းထားတယ်။အဲ့တော့ဒီကလေးတွေဘလို့မှယုံထွက်မနိုင်တော့ဘူး။နော်ယုံထွက်မနိုင်တော့သူတို့ကစုပ်လဲစုစားလဲယူဖြစ်တယ်။အခုကဲကျွန်တော်တို့မုံရွာမှာနော်တွားနေတယ်။ PDF တွေပါမှာမုံရွာမှာမတွားရဘူးပါညာကျွန်တော်ဇော်ဘုံအင်းလေဟိုမှာ PDF မီဒီယာကြော်ဆိုးဒီမှာညီမလေးသင်ဦးလေအကုန်လုံးအတိုင်းသိပြီဒီ၃ရောင်လုံးဒီ၃ရောင်လုံးကမုံရွာကိုရောက်နေတာ။မုံရွာကိုကဲကြည်ုံဘလုံးဝင်းထဲမှာပွဲကြည့်စင်တော့အထူးအထူး ။ဟိုဖိတ်ကြားချက်ရဧည့်သည်တွေမဟုတ်ကိုကိုဘကူသွားတာသွားတာဒါဒါအကုန်လုံးသိတယ်။ကျွန်တော်တို့ကျွန်တော်တို့ပြောတဲ့စကားတိုင်းကျွန်တော်လက်ပြလုံးလိန်ညာမပြောတတ်ဘူး။ကိုဘကူသွားတာသွားတော့ကျွန်တော်တို့ကဒီကဟိုဘောနော်ဒီကျွန်တော်တို့မုံရရေတိုင်းတက်ဖွဲ့မူကြီး CB နော် CB နဲ့ကျွန်တော်တို့တွေ့ဖို့ချိန်တယ်မုံရမျိုးမရေစကန်နဲ့ကိုကျွန်တော်တို့ရောက်တယ်မောင်နှမသုံးအောင်လုံးနော်ရောက်တယ်အဲတွေ့တယ်အဲတရင်အချက်လက်တွေမှားနေတယ်ဒီမုံရနဲ့ပတ်သက်ပြီးရင် ပေါ့နော်အေးချမ်းနေဒါပေမဲ့ကျွန်တော်ဆုံးနာပြောသလိုပါအခုပြန်ပေးဆွဲတဲ့အဖွဲတွေကိုလည်းနမခတိုင်းမူကြီးနဲ့နော်နမခတိုင်းမူကြီးနဲ့အရာကြီးအရာကြီးအကျဲ့တီတွေအားလုံးပူးပေါင်းပြီးတော့မှနော်နေမီရှင်းလင်းရေးတွေလုပ်တယ်အဲမတိကြောင်ဆိုမှမဆိုမဲ့ဒီနေ့အောင်ပွဲတွေဆိုရင်ဒါဒါနမခတိုင်းမူကြီးဆိုတာလက်ကီးကောင်းတယ်လို့ပြောရမှာဒါကျွန်တော်သူအစေနာမန်နဲ့ကျွန်တော်ကျွန်တော်တို့တွေရောက်နေရသူအောင်မြင်မှုတွေဒီမှာနော်ဂန်းကော်တို့ဟာတို့မှလောင်းတွေလက်နက်တွေရကြတယ် ။နော်အလောင်းလေးလက်နဲ့တွေရတယ်ကျွန်တော်တို့ဟိုရွှေမြစ်တာတို့ဘာလို့မှာအလောင်းလက်နဲ့ရတယ်ငါးလောင်းလို့အဘနဲ့လက်တို့အဲ့လိုရရတယ်။ရတယ်အကျွန်တော်တို့လာတော့တိုင်းမွေးတောင်ကအကိုစိုးဘိုးရင်းကဟိုနော်စစ်သွေးစစ်မှန်စိတ်အပြည့်ရှိလို့တိုင်းပြည်ကိုတကယ်ချစ်လို့ကိုကျော်စိုးဦးတို့ကတော့တိုင်းပြည်အတွက်အဓိကမန္တန်ကြီးထဲမှာပါဝင်နေတဲ့သတင်းမီဒီယာတွေဖြစ်လို့ဒဇင်ဦးဆိုတာလည်းတက်မတော်ရဲ့နော်ဟိုနေပြည်တော်ရဲ့ဟိုအောက်မှာ နော်ဟိုတိုင်းပြည်အတွက်လူမျိုးတွေကိုမိမမတန်ပဲနဲ့ပေးဆက်နေရတဲ့အရာတွေအားလုံးဟာတိုင်းပြည်ပေါ်မှာတစ္ဆာခံနေဆိုတဲ့ပုံစံမျိုးနဲ့အောင်မြင်မှုရတယ်ဒါကျွန်တော်တို့ကတော့ကိုကိုကိုပြောတာမဟုတ်ပါဘူးဒါကျွန်တော်တို့ဒီမှာနာမကတိုင်းမူကြီးလေတိပါရောနော်ကျွန်တော်တို့တွေကရန်သူမဟုတ်ပါဘူးကျွန်တော်တို့ကိုကျော်စိုးဦးတို့ဒဇင်ဦးတို့စနိုက်ပါစုတို့ကိုနောင်တော်လေးတို့ကိုကျော်မျိုးမင်းတို့နော်ဟိုရှိပါအောင်မယ်အများကြီးပေါ့နော်ကျွန်တော်မပုတုလေးနော်ပောက်ကိုတော်တို့ကတက်မတော်အတွက်ကျွန်တော်တို့ကရန်သူမဟုတ်ပါဘူး ကျွန်တော်တို့ကတက်မတော်အတွက်မိတ်ဆွေကောင်းလေးပါတက်မတော်နဲ့တက်မတော်မိသားစုအတွက်နိုင်ငံတော်ကိုအေးချမ်းသာရွာစွာဖွံ့ဖြိုးပြီးတိုးတက်တဲ့နိုင်ငံတော်တနိုင်ငံတော်တတခုစီကိုရှောက်ဖို့အတွက်ကျွန်တော်တို့ကအစိုးရအဖွဲ့ရဲ့အစိုးရနတ်ကအစိုးရကြီးနဲ့တက်မတော်အတွက်ကျွန်တော်တို့ကရန်သူမဟုတ်ပါဘူးကျွန်တော်တို့ကမိတ်ဆွေကောင်းလေးပါကျွန်တော်တို့မှာကျွန်တော်မှာအဖေအမေခုချိန်ရှိသေးတယ်သားသမီးများရှိတယ်မိန်းမရှိတယ်ကျွန်တော်တို့မှာမိသားစုတွေရှိပါတယ် ကျွန်တော်တို့ဒီလုပ်ကိုဖျင်းရပြီးလုပ်နေတာမဟုတ်ပါဘူးတိုင်းပြည်နယ်လူမျိုးတွေအုတ်တချက်သဲတပွင့်အနေနဲ့နော်ပူပေါင်းပါဝင်နေတာ၊ကုညီနေတာ၊ဆောင်ရွက်နေတာပါနော်အဲ့ဒီအတွက်ကျွန်တော်တို့လိုလူမျိုးတွေကိုဒီစကိုင်းတိုင်းနော်စကိုင်းတိုင်းဝန်ကြီးချုပ်နော်ဦးမြတ်ကျော်နောက်တော့စကိုင်းတိုင်းနားမကတိုင်းမူကြီးဗိုလ်ချုပ်မျိုးမင်းထွေးတို့ရဲ့ကျွန်တော်တို့အပေါ်မှာနော်ကျွန်တော်တို့အပေါ်မှာသူဓာကြီးတဲ့စေတနာမေတ္တာတရားတွေဟာသူ့ကိုရောင်းပြန်ဟပ်တာပါ เนาะဒါအတိုင်းချစ်ပြည်ချစ်တဲ့နိုင်ငံချစ်တဲ့လူတွေအားလုံးဝိုင်းဝန်းပူးပေါင်းပြီးတော့လုပ်တဲ့အတွက်အောင်မြင်မှုတွေရပါတယ်เนาะဒီလိုပဲဘယ်တိုင်းပဲဖြစ်ဖြစ်နိုင်ငံအတွင်းမှာရှိနေတဲ့